မင်္ဂလာပါရှင်မြို့ဒီနန္နမင်းထောင်လေးလွန်ပြမယ်ဒီနေ့ဒီနေ့နဲ့တွေ့ဆိုင်ရန်အတွက်ပါရှင်တက်တော်ဖြူအနည်းမြို့ဒီမဲ့ဒါရီကိုပဲအသုံးပြုသမှဖြစ်ပါတယ်ရှင်ဒါရီကိုကျွန်မကပထမဆုံးအိုးရဲထည့်ပြီးတော့လော်ပါမယ်ရှင်ဆဆကျင်လှော်တဲ့ချိန်မှာတော့ကျမရေမထဲပါဘူးတော်နေလှော်နေနဲ့အိုးလေးကက်လာတာမို့လို့ရေနှင်းငယ်ထဲ့ပြီးတော့မြင်မြန်လေးပျော်ရှင်လို့ပို့ပြီးတော့လှော်လိုက်ပါတယ် အခုလိုမျိုးဖြစ်လာပါပြီ။အိုးတစ်ချက်ကတိုင်းကျမကရေကိုနှဆုံးသုံးဆုံးလောက်ထည့်ပြီးတော့လှော်ရဲပါတယ်။ဒါကြောင့်မလို့ကျမက10မိနစ်လောက်တော့လှော်လိုက်ပါတယ်ရှင်။10မိနစ်လောက်ပြီးရင်ညှုပ်ပြီးမယ်။ချက်တော့အဖြူအနီးဓာရင်အားလုံးကိုကျမစုံနေထည့်ပြီးတော့ထောင်းပါမယ်ရှင်။သက်တန်လေးတွေနဲ့ ငရုတ်သီးမဲကရောပြီးတော့ညက်လာတဲ့အနေထားရောက်တည်တည်တော့ကျမအချိန်နည်းနည်းယူပြီးတော့ထောင်းပါတယ်ရှင်ဒီနေ့ကတော့အိမ်မကစုံသေးပဲရှိတယ်ရှင်ဒီစုံက7စင်တီမီတာပဲရှိပါတယ်ဒါကြောင့်မို့စုံသေးနဲ့အပြင်ကိုမထွက်ရန်အတွက်ထိမ့်ထိမ့်ပြီးတော့ထောင်းနေရတာပေါ့နော်15မိနစ်လောက်တော့ကျမထောင်းရတယ်ရှင်ကျေရန်အတွက်ပါ15မိနစ်လောက်နောက်ပိုင်းမှာတော့အနေထားအခုလိုမျိုးမညံ့တညံ့ဖြစ်လာပြီး ကျမအချိန်နောက်9မိနစ်7မိနစ်လောက်ထပ်ပြီးတော့ထောင်းလိုက်တယ်ရှင်ညက်သွားရန်အတွက်ပါစုံကြီးနဲ့ဆိုရင်တော့မြန်တာပေါ့နော်စုံသေးနဲ့ကြတော့နည်းနည်းခတ်တယ်ရှင်ဒီလိုအနေထားဆိုရင်တော့ကျမတူတဲကိုစာအနေငယ်ထည့်ပြီးတော့ထောင်းပါတယ်အခုထည့်လိုက်တာကတော့စာဖြစ်ပါတယ်ရှင်ပြီးတော့ရင်တော့ကျမကတူတဲကိုနန်းနံမင်းပါနန်းနံမင်းကိုအများကြီးထည့်ပြီးထောင်းပါမယ်ရှင်ငြိမ်သီးမဲ့နန်းနံမင်းထောင်းပါရှင် နန္နမင်ကတော့မနှဲစီရပါဘူးရှင်။မြမြထည့်ပြီးထောင်းပါရယ်။ချိန်နှငယ်ပြီးပြီးတော့ထောင်းလိုက်တဲ့ဆိုရင်ဖြင့်နန္နမင်လေးတွေကုလိုမျိုးကြုံလာပြီးအကုန်လုံးတမလာတဲ့အနေအထားကိုမြင်ရပါလိမ့်မယ်။ဒီလိုအနေအထားရောက်တယ်ဆိုရင်ကျမတို့သူတွေကိုအရသာနေပါလိမ့်။ထည့်ရမှာဖြစ်ပါတယ်။အရသာမထည့်ရသေးဘူးနော်။ကျမကတော့ဒီမှာပါလာထည့်နေရှင်။ထိုင်းတင်မော်ဒီတောင်းနေမှာတုတ်တဲ့ပါလာ ငပိရေမူစာပေါ့နော်အငယ်မိမိကဒါမရှိဘူးဆိုရင် ပြင်ငပိဘုံဖုံးလိုက်ပါပြီးရေဖြောပြီးတော့ဒီတဲ့ကိုထည့်နိုင်ပါအရေမဖြောခြင်းနဲ့စိတ်တိုက်ရပါတယ်နော်ကျွန်မကတော့ဒီမှာရေလေးနဲ့လုပ်ခြင်းတဲ့အတွက်အရေလေးနဲ့ထည့်ခြင်းဖြစ်ပါတယ်တမ်မြာရီသုံးဟုတ်တမ်မြူရီဒါကိုညှစ်ထည့်နိုင်ပါတယ်ကျွန်မကတော့ဒီမှာလီမွန်ကိုအာရပါရညှစ်ပြီးထည့်လိုက်တယ်အရသာကတော့အသားမုတ် တော့မဟုတ်အချုံမမိမိအစဉ်ပြေရကိုထည့်နိုင်ပါတယ်အားလုံးထည့်ပြီးတော့ရင်ဆိုရင်ဖြင့်တဖန်ဇွန်လေးကိုယူပြီးတော့လှဲ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 ပြီးတော့တမအောင်ထောင်းပေးပါမယ်ရှင်အရသာအောင်မင်းကြည့်ပါနော်အရသာအငန်တဲ့နေငယ်ရှိမယ်အချင်တဲ့နေငယ်ရှိမယ်စိမ့်စိမ့်လေးလေးဖြစ်မယ်အဆက်တက်ကလည်းပါမယ်ပြီးတော့နန်းနမင်းနတ်လေးကလည်းမှုန့်နေတဲ့အနေထားလေးဖြစ်ရပါမယ်ရှင်ကျမကတော့ ဒီနေ့လမ်းစစ်ကပို့လိုက်တဲ့ဒញင်းသီးလေးနဲ့တွဲစားနေတာမို့လို့ဒီလိုလေးထောင်ရင်းဖြစ်ပါတယ်ရှင်။အဲတော့ပကံလေးလေးကိုထည့်ပြီးတော့ဒញင်းသီးအစိမ်နွနွလေးတွေပဲစားမှာပါ။ကျွန်မဒញင်းသီးဆိုကြောက်တယ်ရှင်။ဒញင်းသီးကိုရင့်ရင်ကျွန်မမစားတတ်ဘူးပေါ့နော်။ Thank you ပါ